ဟယ်လိုအားလုံးမင်္ဂလာပါဘောမချန်ကနေကြိုဆိုပါရစေချန်ပီယံလိဂ်သားကွာတာဖိုင်နယ်ပထမကြိုတွေဖြစ်ကစားကြတဲ့နေရာမှာဘိုင်ယန်မြူနစ်နဲ့အင်တာရဲ့ပွဲရှိတယ်ဘောနော်ဒီရဲမှာတော့အင်တာမီလန်ဟာအဝေးကွင်းမာရင်ကိုပဲဘိုင်ယန်ကို တကူးနှစ်ကူးဆိုတဲ့ရလနဲ့အနိုင်ယူပြသွားတယ်တိုက်စင်မူလော်တာရိုမာရီနက်စ်ရဲ့38မိနစ်မှာရခဲ့တဲ့ဂိုးရဲ့ကျွန်တော်သာပွဲပြီးကန်ဒီဘောနော်ကျွန်တော်မိနစ်90ပြည့်ကန်ဒီဖရက်ဒက်ချီရဲ့ကျွန်တော်သာရခဲ့တဲ့ဂိုးရင်နဲ့သူတို့နိုင်သွားတာတောမက်စ်မူလာကတော့ဒုတိယပိုင်းမှာလူစားဝင်လာပြီး ပြီးတော့ချီပါဂိုရူကိုဒါတွင်းယူနိုင်ပေးခဲ့တယ်ပေါ့လေဆိုတော့ injury ပြဿနာတွေနှစ်ဖက်တင်းစလုံးမှာရှိနေတယ်ဆိုပေမဲ့ Bayern Munich မှာ injury တွေများတယ်များတော့ Bayern ဟာဒီပွဲအတွက်အကောင်းဆုံးလူစင်းနဲ့မပြင်ဆင်နိုင်ခဲ့ဘူးဒါပေမဲ့လို့ Bayern ဟာဒီပွဲမှာဟိုအတိုင်းအတာတစ်ခုဒီ NDA ဒီအများကြီးပြီးသွားတယ်ဒီထဲမှာမှာတချို့ chance တွေကိုအသုံးမချနိုင်ခဲ့တာကသူတို့ကိုလက်ရှိရှုံးဝဲကြုံသွားရတာပဲဆိုတော့ဒီ Inter Milan ဘက်ကကျွန်တော်စပြောရရင် အင်တာကဒီအဝေးကွင်းမှာကိုပဲအနိုင်ရထားပြီးပြီဆိုတော့ဒါဟာတော်တော်ကိုကောင်းတဲ့လက္ခဏာပါအိမ်ကွင်းမှာတရေကြနေတာနဲ့သူတို့နောက်ဆင့်ကိုတက်နိုင်မယ်ဆိုတာမျိုးကအင်တာမီလန်အတွက်တကယ်ကောင်းတဲ့ chance ပဲပေါ့နော်အဲကြောင့်အင်တာဘက်ကတော့ဒီပွဲမှာသူတို့အခွင့်အရေးတွေအများကြီးမရခဲ့ဘူးဆိုပေမဲ့ရတဲ့အခွင့်အရေးနည်းနည်းလေးကိုသူတို့အသုံးချပြသွားတယ်ဆိုတော့အင်တာရဲ့ဘက်ကတပွဲလုံးအနေနဲ့မှာ9ဘောက်ကန်တူမူသူတို့10ချိန်ပဲရှိတာအဲမဲ့လို့၄ချိန်9ဘောက်တက်ပြီးတော့2-9ရတယ် ဒါတော်တော်ကိုကောင်းတဲ့ quality ပါเนาะဆိုတော့ပွဲထွက်လူစင်းမှာကူကတက်ထရုံးတဲ့နယ်မြေ3ရဲ့ဒါအကောင်းဆုံးပြည်တဲ့တိုက်စစ်နေတာ market student နဲ့ lotaro marines 2နှစ်ယောက်ရဲ့ဂျားတွေကအခြေဆက်တွေကတော်တော်ကိုကောင်းတာကွင်းလယ်မှာဘာလာလူလူကစားမမျိုးတွေကလောက်အနုံနေကောင်းတာခြားလိုက်လူလူလူကစားမမျိုးတွေကဗောနော်ဒါသူရဲ့ quality ကိုပြနိုင်နေတာအစွန်မှာသလို့ရှင်လည်းပဲအရင်လိုမျိုးဗောနော်ကျွန်တော်ဒီဘယ်လိုပြောမလဲဘာစတိုနီတို့ဘာလူလူကစား sorry ဘာလဲဒီ factory ကိုဒီမာကိုတို့ဘာလူလူကစားမတွေမပါနိုင်ပေမဲ့လို့ဒါ august တို့ဘာတို့က အဆင်ပြေအောင် win backs တွေဖြစ်ကစားပြသွားတယ်ဒါမြန်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ညာချမ်းမှာအဆင်ပြေအောင်ကစားပြသွားတယ်ဆိုတော့ Inter Milan မှာ wing back နှစ်ယောက်ဆိုလို့မှာဆိုရင်သူတို့အကောင်းဆုံး player တွေကျွန်တော်တို့ဒါဟုတ်မနေဘူးပေါ့နော်တိုးတိုးလည်းပဲကျွန်တော်တို့ဒါအဆင်ပြေအောင်အများကြီးကစားပြသွားတယ်ဒါကြောင့်ဒီမှာခန်စစ်မှာဆိုလို့ရှိရင်လည်းပဲဂိုးသမားဆွန်မကဒီနေ့ပွဲမှာ Inter တော်တော်ကောင်းတာပါခန်စစ်ကအဲ့လောက်ကြည့်ကြည့်လုံခြုံခဲ့တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဂိုးသမားကပိုကောင်းပြခဲ့တာဆိုတော့ဒါ Inter တော်တော်လေးတက်တာရကျွန်တော်ရခဲ့တာဒါကြောင့်ပေါ့နော်ကျွန်တော်ဒီ Inter Milan ရဲ့ ရသွားတဲ့ twin goal တွေဆိုလို့ချင်းလည်းပဲသူတို့ရဲ့ဒါ typical inter milan goal တွေဗျာเนาะ long ball တွေကျွန်တော်ပြီးမယ်တိုက်စစ်မှာဆိုလို့ချင်း aerial connect sama နဲ့ရောက်ချတဲ့မှာအခြေဆက်တွေလုံမယ် wing back ကိုပို့မယ် gap back ပြန်လာပြီးတော့ပိတ် twin မယ်ဒါမျိုးတွေနဲ့သူတို့လှုပ်သွားတာနှစ်ဂိုးစလုံးမှာတော်တော်ကိုကောင်းတဲ့အနေထားပါဆိုတော့ဘိုင်ယန်ဘက်ကကြည့်ရင်တော့ဒါတော်တော်တော့ဗျာဘိုင်ယန်ဘက်ကတိုင်ပက်တယ်ပြောရမှာပဲဘာလို့လဲဆိုတော့လူမစုံသည့်တိုင်အောင်ပေါ့နော်အိမ်ဝင်လဲဖြစ်တယ်ဆိုတော့သူတို့အကောင်းဆုံးကစားနိုင်ကြတာဘိုင်ယန်ကိုကျွန်တော်ကြည့်ရင် နောက်တက်မှာဆိုလို့ရှိရင်ဗျ every time ရလို့ကစားမမျိုးကိုကျွန်တော်တို့ဒါထည့်ကစားလာတာနော်ဒိုင်ယာနဲ့ကင်မင်ဂျီကိုကစားထည့်ပြီးတော့ကစားလာတယ်ပြဿနာကဗာလဲဆိုတော့ center back တီမရှိတော့တဲ့ခါကျတော့ဒီကင်မင်ဂျီကိုအဝါကက်ထီလို့လူသားလဲတာတောင်မှဆာချပူဝီတို့လိုကစားမတွေဝယ်သူတို့ထည့်ရတာဆက်လို့မျိုးဆိုတော့ဒီဘိုင်ယန်ထွက်ကခန်စစ်ကတော့စကားပြောတယ်အစွန်နှစ်ဖက်ကိုကျွန်တော်တို့ကြည့်တော့လေအဖွန်ဆိုဒေးဗစ်မပါနေတဲ့ဒီတာမှာစတန်နီစစ်ကိုပွဲထုတ်လာရတယ် ကွန်းလိုက်မှာကတော့ဒါ right back မှာကစားနေကြဆိုတော့ထားတော့ပေါ့လीနော်။ကွန်းလယ်မှာဆိုလို့ရှိရင်ပဲကိုရက်စကာပြီးလို့ရှိရင်ကင်မစ်နဲ့တိုက်စစ်မှာ number 10လို့မှာ Rafael Guerrero ကိုတုံးလာရတယ်။ Musiala မှာကစားနေတော့ Thomas Muller ရဲ့အခြေအနေကလည်း minute 90အပြည့် intensity high high intensity အပြည့်နဲ့ကစားနိုင်စွမ်းမရှိဘူးဆိုတော့ Guerrero ကိုပဲသူတုံးလာတာ။ဒါဟာကျွန်တော်မှတ်မိတော့ဆိုလို့ရှိရင် company နေနဲ့ Guerrero ကို number 10လို့ဖြစ်တာဒုတိယမြောက်တုံးတဲ့ပွဲပဲ။ ဆိုတော့ပထမပွဲကတော့သူ2ဂိုးလောက်မြို့သူထွင်းပြီးတော့အလုံးဖြစ်ခဲ့တယ်ဗျာဒီမှာကျတော့အလုံးမဖြစ်တော့ဘူးဗောနော်အလုံးမဖြစ်တော့ဘူးတချို့အလုံးနေဆိုလို့ချင်းလည်းသူအသုံးမချနိုင်ဘူးဆိုတော့ကြောင့်ဗောနော်တိုက်စစ်မှာဆိုလို့ချင်း Harry Kane တို့ဘာလို့ policy လုတ်ပေးတယ်တကယ်ကောင်းတဲ့အခွင့်အရေးတွေရခဲ့တယ်ဒါပေမဲ့သူသူဂိုးပေါက်ကန်သွင်းတာကကျွန်တော်ပြောပြနေတိုင်မှန်ပြီးတော့ထွက်သွားတာလေတော်တော်ကို2မျိုးဘူးကျွန်တော်ကောင်းနေဗောနော်ဒါကြောင့်ဒီဘိုင်းယန်ဘက်ကတော့တပွဲလုံးအနီထားနဲ့ဂိုးပေါက်ကန်သွင်းမှုအချိန်20လောက်ထိအချိန်20ထိကျွန်တော်ရှိခဲ့တာ ဘူးပေါက်တဲ့တာခုနှစ်ကြိမ်ထိရှိပြီးတော့သူတို့တကူပဲသူတို့ရတယ်ဒါတော့မှသောမက်စ်မူလာရဲ့နေရာယူပုံလေးကောင်းတဲ့နေရာကနေတဆင့်သူ900ရသွားတာဒါကြောင့်မနော်ဒီမှာကခြီစွမ်းပိုင်းအရာကိုဘာမှပြောစရာမလိုပေမဲ့ဘိုင်ယန်ဟာနောက်တန်းကြီးကဒါတော်တော်ကြီးကိုပြဿနာကြီးရဲဆိုတော့ကျွန်တော်တွေ့ရတာပဲဒီနောက်တန်းလေးဆိုလို့ရှင်တော့အင်တာကွင်းကိုသွားကစားမဲ့ပွဲမှာလဲသူတို့တို့ဒုတိယကြော့မှာလဲမလွယ်နိုင်ဘူးပေါ့နော်အိမ်ကွင်းမှာတောင်မှရှုံးနေထားတယ်ဆိုရင်အင်တာကွင်းမှာသွားပြီးတော့နိုင်ဖို့ကတော်တော်ကိုခဲရင်မှာ ကျွန်တော်ဒုတိယကြော်မှာကစားမားတွေပြန်စုံမလားဆိုတာတော့စကားပြောမှာပေါ့လေဒါပေမဲ့လည်းလို့ကျွန်တော်လက်ရှိဒီပထမကြော်မှာတော့ဘိုင်ယန်ရဲ့နောက်တန်းကတော့ပြောစရာဖြစ်ပြီးတော့တိုက်စစ်ကလည်းဟယ်ရီကိန်းတို့အပါအဝင်ကကိုပဲတချို့ chance တွေအသုံးမချနိုင်ဘူးဆိုတော့ဒီလိုရလဲကြုံခဲ့ရတာပဲဒါကြောင့်ပါတော့ဘိုင်ယန်တွက်ကတော့ကျွန်တော်တို့ဒါလက်ရှိဒါအိမ်ခွင်းမှာရှုံနေခဲ့ပြီဖြစ်တယ်ဒုတိယအကြော်မှာတော့သူတို့ဒါအကောင်းဆုံးလုပ်ပြနိုင်မလားကျွန်တော်ကြည့်ရမယ်သူတို့ Champions League ကိုအမှန်ကန်ဒါအာယုံဆက်ပြီးတော့ကစားမရမှာ အဘွန်ဒက်စ်ဒီကာကအတိုင်းအတာတစ်ခုဒီအခြေအနေကောင်းသွားပြီလို့ကျွန်တော်ပြောလို့ရတယ်သူတို့အတွက်ဒါဆိုတော့ဒုတိယနေရာကဒီကျွန်တော်မှတ်မိတော့ဆိုလို့ရှင်တော့ဒီဘယ်လိုပြောလို့လီဗာကူဇင်တို့ဘာလို့ကလည်းအဲ့လောက်ထိနီးကပ်မှုရှိမနေဘူးဗျာရှင်းမဲ့လောက်တော့မှကွာတယ်ထင်ပါတယ်ဆိုတော့ဒီဒုတိယချုပ်ဟာအများကြီးသူတို့တတိထားပြီးတော့ကစားရမယ်ပွဲပါအဲကြောင့်ဘိုင်ယန်နေနဲ့အိမ်ဝင်းမှာရှုံးနေခဲ့ပြီးအင်တာဘတ်ကတော့ဒါတကယ်ကောင်းတဲ့ performance ကိုပြသွားနိုင်တယ်ပေါ့လေဆိုတော့ညီကလေးတို့နေနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်